တဘာဝအတိုင်းရှိနေသေးတဲ့30ရေတကွန်တစ်ခုကိုမန်းလေးမြို့အရှိပဲပသိမ်ကြီးမြို့နယ်အတွင်းကရှမ်းတော်ကုန်းကြီးရွာမှာတွေ့ရှိခဲ့ပါတယ်အိမ်ခိုင်မြေကသတင်းပေးပို့ထားတာပါရှင်မန်းလေးမြို့ကနေ9မိုင်လောက်သွားရတဲ့ပသိမ်ကြီးမြို့နယ်အတွင်းကရှမ်းတော်ကုန်းကြီးရွာမှာတဘာဝအတိုင်းရှိနေသေးတဲ့30ရေတကွန်တစ်ခုကိုတွေ့ခဲ့တာပါရဲကောင်တွေ့ရှိခဲ့တာနှစ်ပတ်လောက်သာရှိသေးပေမဲ့လာရောက်လေဘက်သူတွေနဲ့စီကားနေပါတယ်။ဒီလိုရဲ့အလီဆုံးနေရာမှာရှိတဲ့ဒီရဲကောင်ပေါ်လာတဲ့အတွက် ဗန်လေးမျိုးဟိုကပန်းလာဖြစ်တဲ့သူတွေတချို့ကြီးနဲ့ညားလာတယ်အဲ့ညားလာတဲ့အချိန်မှာဒါလေးကသဘာဝအတိုင်းပဲကျွန်တော်ရှိနေမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေမယ်အဲလာရောက်တဲ့သူတွေငယ်လေးစီကဲရှိရှိနဲ့အမိုက်ပစ်တာအဲမြေထိုင်တာအဆအားလုံးဘိုင်းဝင်းဒီချင်းသိမ့်လိုက်မယ်ဆိုရင်ကျွန်တော်ဒါလေးကပြီးသွားလုပ်ငန်းတစ်ခုတော့လည်းအဆင်ပြေနိုင်တဲ့နေရာလေးတစ်ခုပါ လာရောက်လေပတ်သူတွေကရေတကုန်ကိုတဘောင်ဝတော်လန်းအတိုင်းသွားလာရတာကိုနှစ်သက်ကြပြီးပြန်လဲပြုတ်ပြင်မအောင်မလိုလားကြပါဘူးဟိုမိချနာမျိုးမိချနာမျိုးကနေလာပြီးတော့အလဲလာပေါ့နော်အာဒီရေတကုန်ကတဘောင်ဝတန်းလေးဆိုအရန်လာပါတယ်အာပြီးကြတော့တိတ်လဲမမြင့်တော့လေသွားရလာရတာအရန်လွယ်ကူတယ်ပြီးကြတော့ဒီကြေးထားတော့ပိုကောင်းမယ်ထင်တယ် မန္တလေးမြို့ကနေအနီးဆုံးနေရာမှာရှိနေတဲ့အတွက်လာရောက်လည်ပတ်သူတွေများလာပြီးရေကုန်ပတ်ဝန်းကျင်စီးကင်းမဲ့အမှိုက်စွန့်ပစ်မှုတွေကများနေပါတယ်။တဘာဝအတိုင်းရှိနေတဲ့အတွက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပြီးတော်ရင်ခီးသွားလုပ်ငန်းဆောင်ရွက်သင့်ပြီးဒေသခံတွေအတွက်အလုပ်ကံခွင့်လန်းတွေပုံမှုရရှိလာနိုင်တယ်လို့သုံးသပ်သူတွေလည်းရှိနေပါတယ်။ကျွန်တော်ကအင်ခိုင်မြဲပါ